ရှမ်းပြည်နယ်မြောက်ပိုင်းနန့်ခမ်းမှာကချင်ပြည်နယ်ဝိုင်းမော်တို့တဲဆောင်ရောက်ဝင်ပေကျပ်2.3ဘီလီယံကျော်တန်မိုးရှိဘိန်းဖြူ58ကီလိုကျော်နဲ့စိတ်ကြဆေးပြားခွန်သိန်းကျော်ဖန်စီရမိခဲ့ကြောင်းမြန်မာနိုင်ငံရေးတပ်ဖွဲ့မှသိရပါသည်ဖြစ်စင်မှာလူကြိမ်တပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းခွဲဟာအော်တိုဘလ30ရက်မွန်လယ်နိုင်ခွဲခန့်မှာဝိုင်းမော်မျိုးနယ်နမြကသရာအနီးမှာသတင်းရဆောင်ဆိုင်စဉ်လထော်နန်းအောင်ဘာဦးလထော်ပေါ်လူမောင်းနေပြီးဇခုံတရီ ပါဦးစခုံထုံးတန်လိုက်ပါလာတဲ့တိုးတာဟက်လက်ရီဗိုမော်တော်ယာဉ်ကိုရက်တန့်စစ်စစ်ရှာဖွေခဲ့ကြောင်းထုတ်ပြန်ချက်ရသိရပါတယ်။အဲ့လိုရှာဖွေရရင်ပေါ်မှာဘေးဖြူ49.5ကီလိုခမ်းမန်းကျက်3.8ဘီလီယံနဲ့စစ်ကြွဆေးပြား9.8သိန်းခမ်းမန်းကျက်3.8ဘီလီယံစုစုပေါင်းကျက်2.358ဘီလီယံခန့်တန်မှုရှိဝေးရေးဆေးဝါးများကိုဖန်ဆီးရမိခဲ့ကြောင်းသိရပါတယ်။ စစ်ဆေးဖော်ထုတ်ချက်များအရဖန်စီရမိမွေးရည်စေဝါများတည်ဆောင်ခိုင်းသူမှာနှံခမ်းမျိုးနဲ့နေခေါင်တောင် ဖန်စီရံကြံဖြစ်ကြောင်းဖန်စီရမိမွေးရည်စေဝါများကိုနှံခမ်းမဝိုင်းမော်တို့တည်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရပြီး၎င်းတို့အားမွေးရည်စေဝါနှင့်စေကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရရေးယူထားရှိပြီးဂွေးဆက်ပြမှုကျွလုံသူများကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတရားပါသည်